်မင်္ဂလာပါရှင်ဒီတစ်ပတ်တော့အာရှဒေသတွင်ထွက်ကြတဲ့သတင်းကောင်းထုတ်ချက်တွေနဲ့အတူအာဖဂန်နစ္စတန်နိုင်ငံကအမျိုးသမီးရဲတပ်ဖွဲ့ရဲ့လက်ရှိရေးတင်တဲ့အကြောင်းကိုကြည့်ကြရမှာပါအဲဒီနောက်မှာတော့တရုတ်နိုင်ငံကပြည်တွင်းရှေ့ပြောင်းအလို့သမားတွေရဲ့သားသမီးတွေပညာရေးကျန်းမာရေးအခွင့်အရေးကန့်သက်ခံနေရတဲ့သတင်းကိုတင်ဆက်ပေးထားပါတယ်အခုသတင်းကောင်းထုတ်ချက်တွေကိုကြည့်ကြရအောင်ပါရှင် မလာ26ရက်နေ့ဟာလူပေါင်းသိန်း3600ကျော်တည်ဆုံပြီးလူနှစ်သန်းနီးပါးအိုမဲအိမဲဖြစ်သွားတဲ့အိန္ဒိယသမုတ်တရားဆူနာမီရှင်းနေပြတဲ့နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ထိုင်းနိုင်ငံကအဲ့ဒီအောင်းမေးတဲ့အခမ်းအနားကိုဖူကစ်ကျွန်းမှာပြုလုပ်ချင်ပါခဲ့ပါတယ်။ဆူနာမီကြောက်ဖြစ်ပေါ်တဲ့အေယာမလိုင်းတွေထိုင်းခရိုင်6ခုကိုရိုက်ခတ်ခဲ့ပြီးလူပေါင်း9400တည်ဆုံခဲ့ရပါတယ်။အင်ဒိုနီးရှားနိုင်ငံအာချီဒေတာကတော့ ဆူနာမီဒဏ်ကိုအဆိုးအဝါဆုံးခံခဲ့ရပြီးသေဆုံးသူ36,600ကျော်ရှိခဲ့ပါတယ်။ဆူနာမီကပ်ပေးအလွန်ကာလမှာအဲ့ဒီဒေသတွေမှာငလျင်ပေးဆူနာမီပေးကြိုတင်သတိပေးစနစ်တွေအတွက်အမေရိကန်ဒေါ်လာတန်းချီပြီးတုံ့ဆွဲခဲ့ကြပါတယ်။ ရုရှားသမ္မတဘာလာတီမာပူတင်ဟာလက်နက်ရောင်းဖို့ရည်ရွယ်ချက်နဲ့ဒီဇင်ဘာလ24တနင်္လာနေ့မှာအိန္ဒိယနိုင်ငံကိုသွားရောက်ခဲ့ပါတယ်။အိန္ဒိယဟာရုရှားလောက်လက်နက်ဝယ်ယူတဲ့နေရာမှာအကြီးဆုံးဖောက်သည်ဖြစ်သလိုဒီခီးစင်တွင်မှာတိုက်ချက်လေရန်ပါဝင်အမေရိကန်တန်9500ခုလောက်အယောင်းဝယ်ဖြစ်နိုင်မယ်လို့ရုရှားလက်နက်ထုတ်လုပ်ရေးစက်မှုလုပ်ငန်းကခန့်မှန်းထားပါတယ်။အိန္ဒိယနိုင်ငံရဲ့နိုင်ငံခြားကနေကာကွယ်ရေးလက်နက်တွေဝယ်ယူတဲ့နေရာမှာရုရှားလုပ်တွေက60ရာခိုင်နှုန်းရှိပါတယ်။ လူတွေအုပ်စုဖွဲ့အာဓမ္မပြုကျင့်တာကိုခံခဲ့ရတဲ့အသက်23နှစ်အရွယ်ဆေးကျောင်းသူရဲ့အခြေအနေပိုဆိုးလာတဲ့အတွက်အိန္ဒိယနိုင်ငံနယူးဒေလီကနေစင်ကာပူနိုင်ငံကိုပို့ထူနေကလေရင်နဲ့ပို့ဆောင်လိုက်ရတယ်လို့ဆေးရုံတာဝန်ရှိသူတွေကပြောပါတယ်။ဆေးကျောင်းသူလေးကိုနယူးဒေလီမြို့ကဘတ်စကားတစ်စင်းပေါ်မှာလူတစုကတနအကြာရိုက်နှက်မရင်ချင်းမိတဲ့နောက်မောင်းနေတဲ့ဘတ်စကားပေါ်ကနေလမ်းမပေါ်ကိုပြစ်ချခဲ့တာကြောင့်ဝမ်ပိုင်းနဲ့ကောင်းမှာဆူဆူဝါးဝါးထိခိုက်ဒဏ်ရာရထားပါတယ်။ ဒီဖြစ်ပျက်အတွက်အိန္ဒိယနိုင်ငံတစ်ပွင့်လုံးမှာဆန္ဒပြမှုတွေဆက်လက်ပေါ်ပေါက်နေပြီးအိန္ဒိယဝန်ကြီးချုပ်ကနေဝန်ထဲကြောင့်ပြောဆိုပြီးစိတ်ထိန်ကြဖို့ဆန္ဒပြသမားတွေကိုတောင်းပန်ထားရပါတယ်။ The arrangements have also 藏族僧俗人员。这边地带嘛，只有秋叶果山景将表达的里面，各个民俗特点的木类设备都玩的完嘞。这就转进入一个，只有国民的本地的高尚的实践品也拍开嘞。这边高尚碰到就是来喇嘛路家嘛，不过也开门木是开不拉照，实践品来听嘛，这边木瓦拉瑞表表来奶奶路都上的家玩嘞。 ဒါပေမဲ့အခုချိန်ထိတော့တိဘက်ဒေသကတရုတ်ဆန့်ကျင်ရေးဆန္ဒပြမှုအပေါ်လုံခြုံရေးတပ်တွေရဲ့အရင်တိုင်းပဲစဉ်ညာနဏဖိနှိပ်နေတော့ပါပဲ2009ခုနှစ်ကနေခုချိန်ထိတိဘက်မှာမိရှုံးမှုပေါင်း64ချိန်ထိဖြစ်ပေါ်ခဲ့ပြီးအနည်းဆုံးလူ89ယောက်သေဆုံးသွားခဲ့ပါပြီ။ တောင်ကိုရီးယားနိုင်ငံရိုဤတူမျိုးမှာခရစ်မတ်တိုင်ခင်တရက်ကအေးအေးတန်ကိုအန်တူပြီးအပြူကြီးလူပြူကြီး3000ကျော်အတွဲရှာဖို့စုယုံခဲ့ကြပါတယ်။လူပြူကြီးတွေကအဖြူရောင်ပြူကြီးတွေကအနီနဲ့ပန်းရောင်ဝတ်စုံတွေနဲ့လူအုပ်ထဲမှာထင်သာမြင်သာဖြစ်စေမဲ့အယောင်တွေကိုရွေးဝေလာကြပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ2009ခုနှစ်ကထိမ်းမြားလက်ထက်တဲ့ဇုံတွဲ3,400,000ရှိခဲ့ရာကနေ2011ခုနှစ်မှာ400ခန့်လုံးကျဆင်းပြီး အတွဲပေါင်း3,200ပဲရှိခဲ့ပါတယ်လာမယ့်2014ခုနှစ်မှာအာဖဂန်နစ္စတန်ကနိုင်ငံခြားတပ်တွေရုတ်သိမ်းတော်မှာဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်မှာတိုင်းပြည်ရဲ့လုံခြုံရေးကိုတာဝန်ယူနိုင်ဖို့အာဖဂန်စိုးရကစူးစမ်းနေပါတယ်။ရှေ့ရိုးကျွဲအာဖဂန်နစ္စတန်လိုနိုင်ငံမျိုးမှာ အမျိုးသမီးတွေဟာတိုင်းပြည်ရဲ့လုံခြုံရေးကိုတစိတ်တပိုင်းတာဝန်ယူနေပါပြီဒီအကြောင်းကိုတင်ဆက်ပေးထားပါတယ်ရှင်အာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့ပြင်မှာရှိတဲ့တင်တန်းတစ်ခုမှာရဲမေတွေနှစ်ပြည့်လေ့ကျင့်နေကြတာပါဖြစ်ပါစလီခုနှစ်ကြာရင်တော့အာဖဂန်နစ္စတန်နိုင်ငံကနေနိုင်ငံသားတပ်တွေရုတ်သိမ်းတော့မှမဟုတ်အဲ့ဒီအချိန်မှတိုင်ခင်အစင်သစ်ဖြစ်အောင်အသေးအံလေ့ကျင့်နေကြတာပါ သမရဟာမတ်ကာဇိုင်းကတော့2014ခုနှစ်နှစ်ကုန်ကြရင်အာဖဂန်နစ္စတန်အမျိုးသားရဲတပ်ဖွဲ့တွေကိုရဲမင်း9000လောက်နဲ့အင်အားဖြည့်ဖို့ရည်မှန်းထားပါတယ်။ဒါပေမဲ့အောက်ခြေပိုင်းကလစ်လူရှူတာအမျိုးသမီးတပ်သားတွေကိုစုဆောင်းတဲ့နေရာမှာအားနေတာအစိုးရရန်နေရာထဲမှာပါဝင်ဖို့အမျိုးသမီးတွေကိုယ်တိုင်ကစိတ်ဝင်စားတာတွေကြောင့်အာဖဂန်နစ္စတန်ရဲတပ်ဖွဲ့မှာရဲမင်းအင်အားက1850ပဲရှိပါတယ်။စုစုပေါင်းရဲတပ်ဖွဲ့အင်အားထဲမှာမြို့သမီးရဲအရာရှိအင်အားကတော့ 25ရာခိုင်နှုန်းပဲရှိနေပါတယ်။ရေးမြေတော်တော်များများအတွက်တော့တင်နန်းမှာပြင်းပန်းနေဆိုတာကအမျိုးသားကြီးစိုးထားတဲ့အာဖဂန်နစ္စတန်လူ့ဖွဲ့စည်းမှာ တာမန်မိန်းကလေးတူဖြစ်ရတာတော့မတင်းကျက်ဘူးလို့ဆိုကြပါတယ်။ရဲတပ်ဖွဲ့တွေဝင်လိုက်တဲ့အချိန်ကစလို့ကျမစီကိုတပ်ပစ်မယ်လို့ချင်းချောက်တဲ့ဖုန်းတွေဝင်နေတယ်ဒါပေမဲ့ကျမမကြောက်ပါဘူး။ရဲတပ်ဖွဲ့ဝင်ဖြစ်ရတာကိုဂုဏ်ယူပါတယ်။တခြားညီအကိုမောင်နှမရဲတပ်ဖွဲ့ဝင်နေတဲ့အတူကျမလည်းကိုယ်နိုင်ငံကိုကယ်တင်တဲ့နေရာမှာရဲမီတယောက်ဖြစ်နေရတာကိုဂုဏ်ယူပါတယ်ရှင်။အာဖဂန်နစ္စတန်မှာတာလီဘန်တွေကိုဖြုတ်ချပြီးကြတဲ့ကအမျိုးသမီးတွေရဲ့အခြေအနေကတော့တိတိတတ်တတ်တိုးတက်ခဲ့ပါတယ်။မဲပေးခွေ ပညာသင်ခွင့်အလုပ်လုပ်ခွင့်တွေပြန်ရကြပါတယ်။တာလီဘန်ရဲ့ခေတုံးကအမျိုးသမီးတွေဟာအိမ်တွင်းပုံဘဝနဲ့နေရတာပါ။ရဲမေတယောက်အနေနဲ့ကျမရဲ့တာဝန်ကကျမတို့တိုင်းပြည်မှာနောင်ခါပြိပခါတွေပေါ်လာရင်ကိုရဲဘော်တွေနဲ့အတူရင်ဆိုင်ဖို့အစင်းနဲ့ဖြစ်အောင်ပြင်ဆင်ထားဖို့ပါပဲအခုချိန်မှာတော့အခြေအနေတွေဟာတိုးတက်လာတဲ့ဆိုပေမဲ့ပြိပခါတွေဟာဆယ်စုနှစ်တွေကြာအောင် ပေါ်ပေါက်ခဲ့တဲ့ ရှေးယိုဇဲလူအဖွဲ့အစည်းမှပြဿနာတွေကတော့ဆက်ရှိနေတော့မှာပဲအာဖဂန်နစ္စတန်မှာမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာအမျိုးသားရဲတပ်သားတွေလူကြုံရေးတပ်သားတွေကတော့စံသက်ရှာဖွေခွင့်မရှိပါဘူးအာမနီတီလဘာဟိုကေခါစတန်ပိုတလာနိုင်ငံလုံးညုံရေးအတွက်အမျိုးသမီးတွေရဲမိတွေရဲ့အင်အားကအများကြီးလိုအပ်ပါတယ်အထူးသဖြင့်စစ်စေးရေးဂိတ်တွေမှာရှာဖွေတဲ့လူတွေမှာရဲမိတွေရဲ့အင်အားလိုအပ်နေပါတယ်ဒီတင်နန်းမှာတော့တင်နန်းသားရဲမိတွေကိုလုံးညုံရေးနဲ့ဆိုင်တဲ့တာဝန်တွေကိုယူနိုင်ဖို့အတွက်အာဖဂန်နီးပြားတွေနဲ့ပဲတင် जा ပေးနေပါတယ် အာဖဂန်နစ္စတန်နိုင်ငံကရှေးဟိုးဆွဲနိုင်ငံမှာအဲ့ဒါကြောင့်မျိုးသမီးတွေရဲတပ်ဖွဲ့တွေကိုဝင်တဲ့နေရာမှာပြဿနာတွေရှိပါတယ်ဒါပေမဲ့တိုင်းပြည်ကိုကျွန်တော်ပြောချင်တာကအခုချိန်ဟာမျိုးသမီးတွေကိုရဲတပ်ဖွဲ့တွေကိုဝင်ဝင်ပေးရတော့မယ့်အချိန်ပါပဲတိုင်းပြည်ကိုကာကွယ်ဖို့တိုင်းပြည်တာဝန်ကိုထမ်းဆောင်ဖို့အတွက်အမျိုးသမီးတွေကိုလွတ်လပ်ခွင့်ပေးတဲ့အချိန်ရောက်ပြီဆိုတာပါပဲရဲတပ်ဖွဲ့မှာရဲမီတွေကိုမြင်လာရတာဟာ၂၀၀၀ခုနှစ်တာလီဘန်စိုးရွားကိုဖျောက်ချလိုက်တဲ့နောက်ပိုင်းအာဖဂန်နစ္စတန်နိုင်ငံတစ်ခုတည်ဆောက်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကိုမြင့်တင်ဖို့အမေရိကန်နဲ့အာဖဂန်ဆိုးရွားတို့ကကြိုးပမ်းခဲ့တဲ့ရလက်လည်းဖြစ်ပါတယ်ခင်ဗျာတရုတ်နိုင်ငံမှာနေဒီကနေမြို့ကြီးပေါ်ကိုတဲပြီးချွေပြားလူသမားတွေဖြစ်အလုံးလုံးနေကြတဲ့ဖြည်ရင်းအလုံးသမားတွေဟာနိုင်ငံရဲ့စီးပွားရေးအင်အားကိုမောင်းနှင်နေသူတွေဖြစ်ပေမဲ့ဒုတိယတန်းစားနိုင်ငံသားအဖြစ်အနှိမ်ခံနေကြရပါတယ်သူတို့တွေရဲ့တာသမီတွေရဲ့ ပညာရေးကျန်းမာရေးအခွင့်အရေးတွေဟာလည်းမြို့ကြီးသားတွေနဲ့ဒန်းတူမခံစားရပါဘူး။ဒီပြဿနာဟာလာမယ့်နှစ်အာဏာလွှဲပြောင်းရယူမယ့်အစိုးရတစ်ကိုစိန်ခေါ်နေပါပြီ။ဒီအကြောင်းကိုလေ့လာကြည့်ကြရအောင်ပါရှင်။တရုတ်နိုင်ငံမှာသူတို့ကလေးတွေရဲ့ပညာရေးအတွက်လမ်းလျှောက်ဆန္ဒပြမဲ့ကျောင်းသားမိဘတွေကိုအာဏာပိုင်တွေကတားမြစ်လိုက်ပါတယ်။ကလေးတွေကို ဘေကျင်းနဲ့ရှန်ဟိုင်းလိုမျိုးကြီးတွေကအထက်တန်းကျောင်းတွေမှာတက်ရောက်ခွင့်ပြုဖို့မိဘတွေကလူလာနေကြတာပါကလေးတွေရဲ့ပညာရေးအတွက်ဆန္ဒပြကြမဲ့မိဘတွေကတော့ရဲဘေးစီမှာဆန္ဒပြခွင့်နှစ်ခါတောင်းခဲ့ပေမဲ့တခါမှအကြောင်းပြန်တာမရခဲ့သလိုကျောင်းသားမိဘတွေကသုံးယောက်ကိုရဲတွေကထိန်းသိမ်းလိုက်တယ်လို့ဆိုပါတယ်တရုတ်ပြည်မှာဟက်ကောင်းလို့ခေါ်တဲ့ဒီဥပဒေကိုကျင့်သုံးနေတာနှစ်ပေါင်း50လောက်ရှိနေပါပြီအဲ့ဒီဥပဒေအရာ ကလေးတွေဟာအထက်တန်းပညာကို သင်ကျင်နေဆိုရင် အဖိုးအဖွားတွေရဲ့မွေးရမြေကိုပြန်ပြီးသင်ကြားရမယ်လို့ဆိုထားပါဗျ။လှုပ်ရှားတတ်ကြသူတွေကတော့ဒီဥပဒေကိုပြောင်းလဲဖို့စီယုံနေတာ၃နှစ်ရှိပါပြီ။ ဒါကခွဲခြားဆက်ဆံခြင်းတမျိုးပါပဲ။အင်အားစုမပုံတင်စင်းနဲ့ခွဲခြားနေတဲ့သဘောပါ။မိဘတွေကမျိုးပေါ်မှာအလုပ်လုပ်ပြီးအခွန်လဲထမ်းဆောင်ထားပေမဲ့၎င်းစင်းကတခြားနယ်ကဖြစ်နေတက်ပြီးတော့ကလေးတွေကိုပညာသင်ကြားခွင့်မပေးဘူး။ American man ဆိုရင်မိဘတွေတရားမဝင်အောင်ကလေးတွေကိုပညာသင်ကြားခွင့်ပေးပါတယ်။တရုတ်မှာမိဘတွေနေတဲ့နေရာမှာကလေးတွေကိုကြောင်းတားခွင့်မရလို့ပြဿနာနေရင်ဆိုင်နေရတာလူတန်း200လောက်ရှိတယ်။အသက်15နှစ်အရွယ်ပြန်ဟိုင်းဒီဆိုရင်ရှန်ဟိုင်းမြို့ကို၄နှစ်သမီးအရွယ်ကလေးကရောက်လာတာပါ။ ပညာရေးမှာ ခွဲခြားခံထားတဲ့ကိစ္စကို မေးလာတော့ကအင်တာနက်ဘလော့မှာရေးသားရင်းနဲ့လူတည်များလာပါတယ်။အခုနောက်ပိုင်းရှေ့ပြောင်းလူသမားကလေးတွေရဲ့ပညာသင်ခွင့်ကို တောင်းဆိုတဲ့လှုပ်ရှားမှုတွေမှာသူ့ပုံပါတဲ့ပိုစတာကိုတုံးဆွဲနေကြပါတယ်။အထက်တန်းပညာသင်ဖို့သူ့မိဘဘိုးဘွားတွေရဲ့ဇာတိဖြစ်တဲ့ဂျီယန်ရှိခရိုင်ကို မပြောင်းတော့ပဲချက်ဟိုင်းမှာပဲဆက်နေပြီး အိမ်မှာပဲ တူမိပါလေအဖွားနဲ့အကိုအမတွေစီကနေစတင်နေပါတယ်本身都是在上海学习的。其他单位里头，喂，上海嘛，江浙开大间嘟嘟，太单加了，今嘛如果把譬如上海嘛，江浙这块嘛比大嘞。第六时间，咱们车队个留一个的，为了表示平安老年啊呗。但像米娃里个，咱们米娃里个，内务编部家里哩，哎哟，克里里啊，米娃里内都么尼啊呗，哎嘛，得要太讲一开嘞。第八时间，到夜十八嘞，他有表内部路安尼吧嘞。第几下个三拿表给的对？ သူ့ဖေကိုဒီလာထဲမှာအာနာပိုင်တွေကရပောင်းများစွာထိမ့်သိမ်းခဲ့ပါတယ်။တရားစွဲရုံးတင်တဲ့အထိတော့မလုပ်ခဲ့ပါဘူး။ဟုတ်ကဲ့ကျေးဇူးအတော်လေးကိုနားကျင်စရာကောင်းပါလေကျွန်တော်သမီးလေးကိုတခြားကလေးတွေလိုတတန်းเจ้าမှာတက်ခွင့်မပြုတာကျွန်တော်တို့မိသားစုအတွက်အထိနာစေတဲ့ထိုးနှက်ချက်ပါပဲမိသားစုအားလုံးစိတ်မကောင်းဖြစ်ရပါတယ်သမီးလေးကြောင်မသွားရတဲ့မနစ်ကတနေ့လုံးဟာကျွန်တော်တို့မိသားစုအတွက်အခက်အခဲဆုံးအချိန်တွေပါပဲဗျာကလေးတွေရဲ့ပညာရေးကိုကန့်တတ်ထားတဲ့ဒီဥပဒေကိုပြင်ဆင်ပေးဖို့ ရှေ့နေတွေနဲ့မိဘတွေကအစိုးရစီကိုအတနာခံစားတင်တာတုံးကြီးရှိသွားပါပြီ။ဒါပေမဲ့အစိုးရဘက်ကဘာမှမတုံ့ပြန်ပါဘူး။အခုလောလောဆယ်မှာတော့ရှက်ဟိုင်းမြို့မှာကြောက်ရွံ့နေထိုင်ကြတဲ့မိဘတွေရဲ့တားသမီးတွေဟာစင်ရှည်ဖုံးတွေမှာဖွင့်ထားတဲ့ public ကကြောင်းနေမှာပဲတက်ရောက်နေကြပါတယ်။မြင်းကျောလို့ဆက်ဆောင်အလဲနှောင်းအောင်တဲ့အခါရှန်ဟိုင်းမှာပဲကြောင်းဆက်တက်ချင်ပါတယ်။စာတင်ရတာလည်းကောင်းတယ်၊ဆရာဆရာမတွေကလည်းကောင်းတယ်။ဒါကြောင့်ဒီမှာပဲကြောင်းဆက်တက်ချင်ပါတယ်။ တရုတ်ပြည်မှာနေကနေမြို့ပေါ်တက်ပြီးအလုလုကြတဲ့ဖြည့်ပြောင်းလို့သမားတန်း230ရှိပါတယ်။ဒါပေမဲ့သူတို့ကိုဒုတိယဒန်းစားနိုင်ငံသားတွေလိုပဲခွဲခြားဆက်ဆံနေသလိုတခြားလူတွေရကြတဲ့ပညာရေး၊ကျန်းမာရေးနဲ့အကျိုးရအထောက်ပံ့တွေကိုသူတို့တွေမရကြပါဘူး။လာမယ့်နှစ်မလမှာတရုတ်ပြည်မှာခေါင်းဆောင်တွေအပြောင်းလဲဖြစ်လာတဲ့အခါတောကနေမြို့မှာအလုလာလုကြတဲ့ဖြည့်ပြောင်းလို့သမားတွေအရေးကို အရေးအကြီးဆုံးကိစ္စတရက်အနေနဲ့တိုင်တွေကြဖို့ရှိနေပါတယ်ရှင်။အခုဆက်လက်ကြူစားကြရမှာကတော့အာရှဒေသသတင်းဆောင်ပါအစီအစဉ်ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်လောက်ကအင်ဒိုနီးရှားနိုင်ငံဂျာဘာကျွန်းအလယ်ပိုင်းကမိတောင်တစ်ခုပေါက်ကွဲပြီးလူ150လောက်တေဆုံးခဲ့ပါတယ်။မိတောင်ရဲ့ပြပူတွေကြားမှာမိတောင်ကိုချစ်မြတ်နိုးတဲ့ အသက်83နှစ်ရွယ်မိတောင်ဆောင်နတ်စီရလည်းတည်ဆုံးခဲ့ပါတယ်။သူတည်ဆုံးပြီးတဲ့နောက်သူ့ရဲ့သားကမိတောင်ဆောင်အဖြစ်ဆက်လက်တာဝန်ယူနေပါတယ်။မိတော်ရဲ့အခြေအနေတွေဟာအခုအချိန်မှာတော့ပြောင်းလဲနေပြီဖြစ်ပါတယ်။ဒီအကြောင်းကိုဒီတစ်ပတ်အာချဒေတာသတင်းဆောင်မအစီအစဉ်မှာတင်ဆက်ပေးထားပါတယ်ရှင်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကတော့ဒီနားတစ်ဝိုက်မှာချွေရည်ပူတွေနဲ့မိတော်ပြားတွေရုတ်တရက်ပေါက်ကွဲထွက်ခဲ့ပါတယ်။ပြီးတော့မပေါက်ခင်ရဲတပ်ဘက်တွေအတွင်းမှာဒီမာရပီမိတော်ကြီးကအတန်တွေမြည်ကြီးနေကြတာပါ။အဲဒီတုန်းကမိတော်ဆောက်နေစရာဖတ်မာဂျီယန်တို့ဒီသားစုကိုအန်ရဲကြားရောက်နိုင်တဲ့ဒီနားတစ်ဝိုက်ကနေစွန့်ခွာဖို့အစိုးရကအကြိမ်ကြိမ်ကြတိပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့လက်မခံခဲ့ကြပါဘူး။ဒါကပဲအသက်83နှစ်အရွယ်မိတော်ဆောက်နေစရာဖတ်မာဂျီယန်ရဲ့ဘဝနေကုန်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းကထွက်ပြေးလွတ်မြောက်သူကတော့နက်ဆီယာရဲ့တာဖတ်အာစီပါမိကိုကူတွေတိမ်မြင်လို့မျိုးအုံကြလာတွေ့ရတယ်အုံကြလာတာတိတ်မြန်နေတာကျွန်တော်တို့နောက်နားကိုရောက်လာတယ်တိတ်ကိုကြောက်စရာကောင်းတဲ့အခြေအနေပါပဲကလေးတွေလည်းအားလုံးငိုနေကြပြီမာရပီမိတော်ကြီးလည်းပောက်ကွဲသွားတာကိုမြင်ရတယ်အမြန်ထွက်ပြေးမှဖြစ်တော်မယ့်အခြေအနေပေါ့ပြားဖြူဖြူတွေကမိုးလိုရွာချတယ်ခင်ရကမှာပြားတွေနဲ့ဖုံးသွားတယ်လူတွေကလည်းတကိုယ်လုံးပြားတွေနဲ့ဖုံးနေပြီဥရဖားရနဲ့ပြေးနေကြတာတရေတစ်စီတွေလိုပါပဲ saya juga uh, နောက်ထပ်၄နိုင်ကြာသူပြန်ရောက်လာတဲ့အချိန်မှာမြင်ရတဲ့သူ့အိမ်ပုံစံလေးကဒီလိုပါဒီကားကတော့ Park Majian ကိုခေါ်သွားဖို့ပါမသေးခင်နောက်ဆုံးအင်တာဗျူးတစ်ခုမှာ Park ကသူဒီမှာနေရတဲ့တာဝန်အကြောင်းအခုလိုပြောပြပူပါတယ်ပြတ်တယ်ဆလာဘာလာဘာဥပမာနဲ့ရအစိုးရကများသောအားဖြင့်မှားတာကြီးပဲခုခုကိုအရင်စလိုနဲ့မလုပ်ခင်မှာပြန်စဉ်းစားဖို့လိုတယ် ဒီဒေသအတွက်သတိပေးစနစ်နှမျိုးရှိတယ်တခုကအစိုးရစီကနေလာတယ်နောက်တခုကတော့နတ်တွေစီကနေလာတယ်အခုလောလောဆယ်မှာဒီကနေထွက်ခွာသွားဖို့နတ်တွေနှိုးစော်တာမရှိသေးဘူးဒီနေရာကနေထွက်ခွာသွားရင်ကျွန်တော်တယောက်တည်းတော့လုံခြုံသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံအတွက်တော့ကျွန်တော်ဒီမှာပဲဆက်နေဖို့လိုသေးတယ်သူ့သက်83နှစ်အထိဒီမိတော်ရှင်ချီရှော့လေးမှာပဲနေရင်ဘယ်မှတကားမှထွက်မသွားဘူးလို့ပြောပြပါတယ်။ Thank you. ဘာလို့ထွက်သွားရမလဲတခြားနေရာကိုသွားတော့ဘာအတုံးကြမှာလဲပညာမတတ်တဲ့ကျွန်တော်လိုလူမျိုးကဘယ်ကိုသွားရမှာလဲစိတ်ညစ်စရာပဲအတိတ်ပဲမရှိလိုက်တာပြဘယ်တော့မှသူကြောက်ခိုင်းမသွားဘူးဆိုတဲ့အဲ့ဒီနေရာလေးမှာပဲသူကောင်းချသွားပါပြီသူရဲ့ရုပ်ကလက်ကိုပလီချောင်းတွေကဖျားဝတ်ပြူတဲ့နေရာလေးမှာပြန်တွေ့ကြရပါတယ်တိတ်ကိုကြောက်စရာကောင်းတယ်ဗျကျွန်တော်တကူလုံးပြုတ်ခွေပြီးအင်အားမဲ့သွားတယ်လို့မျိုးခံစားရတယ်ဘလို့ရှင်းပြရမှန်းတော့မသိပါဘူးဗျအလွန်ဆိုးရတဲ့အဖြစ်အပျက်တစ်ခုပါပဲ တည်ဆုံးသွားတဲ့နက်ဆီယာမာဂျီယန်နဲ့မာရပီ မီးတော်တို့ကြားထဲမှာဝိညာဉ်ချင်းရင်းနှီးနှီးဆက်သွယ်ရှိတယ်လို့ယုံကြည်ထားကြတာပါ။သူမသေးခင်သူ့ရဲ့ခန်းကဏ္ဍနဲ့ပတ်သက်လို့အခုလိုရှင်းပြပူပါတယ်။ကျွန်တော်ရဲ့တာဝန်ကချော်ရည်ဘူးတွေပွင့်မကြလာအောင် ထိမ့်ပေးဖို့ပဲ။မီးတောင်ကိုပုံမှန်အသက်ရှူနေအောင်ချောင်းဆိုးရင်ကြမဖြစ်အောင်ထိမ့်ပေးဖို့ကကျွန်တော်ဆန္ဒပဲဒါပေမဲ့ဘဝကိုတကယ်တမ်းထိမ့်ချုပ်ထားတာကဘုရားသခင်ပါပဲ အခုတော့မိတောင်ကြီးကိုယင်ပါအောင်ထိမ့်ပေးဖို့တောင်းဝန်ကိုသူသားကလွှဲယူလိုက်ပါပြီ။သူ့အဖေနဲ့မတူတာကတော့သူ့လှည့်ကြရင်နှက်တွေကိုကြီးအကူမှမဟုတ်ဘူးလို့ပြောပါတယ်။စတာရာရာဆီယိုစတာရာအကာစာချဲဂီတူမိတောင်ကိုခံမန်းတဲ့နေရာမှာတိတ်ပတ်နေကြနေတွေနီးပညာတွေကိုအသုံးချသွားမယ်ဗျ။အစိုးရတုံးနေတဲ့နီးတွေကိုကျွန်တော်ယုံကြည်တယ်။သူတို့မှနီးပညာတွေရှိတယ်။အဲ့ဒါတွေကိုကျွန်တော်ဘာတစ်ခုမှနားမလဲ။ဒါကြောင့်နီးပညာတွေကိုသိထားတဲ့လူတွေကပြောတာကိုလိုက်နာဖို့လိုတာပေါ့။ အခုတော့သူ့အဖေရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ရတဲ့နေရာကအလဲပက်လာသူခရီးသွားတွေကိုဆွဲဆောင်ရနေရာတစ်ခုအဖြစ်နဲ့ပြောင်းလဲသွားပါပြီ။မနေ့တုန်းကတော့ဒီနေရာကိုလူပေါင်း3000လောက်အလဲပက်ရောက်ခဲ့ပါတယ်။တပ်ပုံရိုက်ခံမှုနဲ့ Park Arcido ရဲ့မိသားစုဖွင့်ထားတဲ့ဒီ store ဆိုင်လေးကနေပစ္စည်းတွေဝယ်ယူဖို့ရောက်လာကြတာပါ။ဒီတပ်ပုံကဒေါ်လာခွဲပဲဒီအင်ကြီးကတော့ဒီမှာပဲဝယ်လို့ရတယ်၄ဒေါ်လာ ဒီတက်ပုံစာအုပ်မှာအင်္ဂလိပ်ဘာသာနဲ့ရှင်းပြထားတယ်ဒါက9ဒေါ်လာပါမန်ဂျူအရကျွန်တော်ဖေရဲ့ဝိညာဉ်ကိုရောင်းချနေတာမျိုးတော့မဟုတ်ပါဘူး။ဒါပေလူတွေကသူ့ဘာသာစိတ်ဝင်စားကြတာနဲ့ကျွန်တော်ဖေရဲ့အလုပ်ကိုစိတ်တိကြိုက်ကြတာတွေကြောင့်ရောက်လာရင်လည်းဒီလိုဖြစ်သွားတာပါ။ဟုတ်ပါ။လက်ပတ်ရောက်လာသူတွေဟာဘုရားသခင်ရဲ့တကူတော်တွေကိုသိကျင်လို့ရောက်လာတာကလည်းအကြောင်းရင်းတည်းလို့ဘတ်အာစီကပြောပါတယ်။ အခုဆိုရင်ကွယ်လွန်သွားတဲ့နက်ဆီယာကိုဂုဏ်ပြုတဲ့အနေနဲ့စောက်ထားတဲ့ပလီမှာအင်ဒိုနီးရှားနိုင်ငံတဝက်လုံးကဖျားဘူးတွေတဖွဲ့ဖွဲ့လာရောက်ရင်းဝတ်ပြုဆူတောင်းနေကြပါတယ်ခင်ဗျာဘာသာရေးတွေ ဒီတစ်ပတ်အာရှသတင်းအာရှရှုခင်းအစီအစဉ်ကိုဒီမှာပဲရနာပြစီရှင်ရှေ့ပတ်ဒီမှာလဲထူးခြားတဲ့သတင်းကောက်နှုတ်ချက်တွေနဲ့အတူမျက်မှောက်ရေးရာတွေကိုတင်ဆက်ပေးအောင်ပါပါကျမခင်မင်းစောပါရှင်